ကိုစိုက်တာ ကိုရိတ်သိမ်းရသည်ရွာတွင်ဒေါ်သူစားဆိုသည့်အဖွားအိုတဦးရှိသည် သူသည်ခင်မွန်းတဲ့ဆုံးပါသွားသောကြောင့်တဦးရဲနေထိုင်ရသည် သူထံတွင်နွားတွေမွေးထားသည်ဒေါ်သူစားသည် မနက်တိုင်းမြို့ပါရှိတဲ့မုတ်တိုက်ကိုခြံထွက်နွားနို့များသွားပို့တတ်သည် မုတ်တိုက်ပိုင်ရှင်ဥလူကလေးကလည်း အဖွားအိုကိုယုံကြည်သည့်အတိုင်းသူနေစဉ်လာပို့သည့်နွားနို့များကို လာပို့သည့်ပုံးတွေကအတိုင်းသူပြောသည့်ပိတ်တာချိန်နဲ့လက်ခံလိုက်သည်ကများသည်ဘယ်သောအခါမှပြန်ချိန်ကြည့်ခြင်းမရှိအဖွားအိုပြောသည့်အတိုင်းပိတ်တာချိန်ကိုကြာတဲ့ငွေတွက်ကပေးလိုက်သည်သာဖြစ်သည်ဤသို့ဖြင့်ဒေါ်သူစာလဲနှစ်ပေါင်းများစွာဥလူကလေးနှင့်ဆက်ဆံလာရာမှ တနေ့တွင် ဥလူကလေးက ဒီဘွားကြီးနေတိုင်းလာပို့တဲ့နွားနို့တွေမှန်မှမှန်ရဲ့လားဟုတန်တရားဖြစ်လာသည် ထို့ကြောင့်တနေ့တွင် အမေကြီးဒီနေ့နို့ဘလောက်လာပို့တယ်လဲတပိတ်သာပါဦးလူကလေးကနွားနို့ပုံကိုအထဲသို့ယူသွားပြီးတိတ်တိတ်လေးချိန်ကြည့်သည်ဟာအဘွားကြီးငေါ့ညားတယ်ဘာမှတပိတ်သာရှိလို့လဲ90သားပဲရှိတာ10သားတောင်လိုနေတာ သူနေ့တိုင်းငါ့ကိုနှက်ချနေတာပဲတနေ့30သားခိုးထားရင်တနေ့ဘလောက်တောင်ရှိသွားမလဲမဖြစ်ဘူးနောက်နေ့ကစပြီးသူ့စီကနွားနို့တွေမဝယ်တော့ဘူးဟုဆုံးဖြတ်ပြီးအိမ်ပြန်ပြန်ထွက်လာခဲ့သည်ဒေါ်သူစာအေးကွယ်ရော့ဒီမှာနွားနို့တပိတ်တာပို့တပိတ်တာဟုတ်တယ်နော်ဟုတ်ပါရဲ့ကွယ်ဒေါ်သူစာဘာများလဲကွယ်မနှက်ပြန်ကစပြီးနွားနို့မပို့နဲ့တော့ အလိုကွယ်ဘာများဖြစ်လို့ပါလဲငါနွားနို့ကိုရေထိုးထားတယ်ထင်လို့လားရေမပါပါဘူးစိတ်ချပါကွယ်မဟုတ်ပါဘူးမနှက်ပြန်ကစပြီးအမေကြီးနွားနို့ကိုမယူတော့ဘူးအလုံနားလိုက်ပါလားဘာဖြစ်လို့အလုံနားရမှာလဲအလုံမနားဘူးဆိုနွားနို့ကလိုမှာမဟုတ်လားဒီမှာအမေရှင်းရှင်းပဲပြောတော့မယ်ကျုပ်နှစ်ပေါင်းများစွာ အမေကြီးကိုယုံကြည်လို့ လာပို့သမျှနွားနို့တွေကိုမချိန်မဲနဲ့ယူခဲ့တယ်နော်အေးလေဟုတ်ပါတယ်အမေကြီးကနွားနို့တပိတ်သာပို့တယ်သာပြောတယ်ဒီနေ့မှချိန်ကြည့်မိတယ်60တာပဲရှိတယ်အမေကြီး30သားခိုးထားတယ်နော်တနေ့ကို30သားခိုးထားတာနဲ့နဲ့ချီပြီးတွက်ကြည့်ဘလောက်ကြုံမှနစ်နာနေပြီလေဒါကြောင့်ကြုံမယူတော့ဘူးလို့ဆုံးဖြတ်လိုက်တာဂျေမာကွယ်တခုလောက်ပြောပါရစေ။ ဘာများလဲငါတို့ကတောသူတောင်သားတွေဆိုတော့အလေးမရှိဘူးကွအိမ်မှာလဲမုတ်လေးဖုတ်ပြီးရောင်းရသေးတယ်မုတ်လုတ်ဖို့နေတိုင်းမင်းစီကပဲတကြား90သားဝယ်သွားတာသိတယ်နော်သိတယ်လေအေးကွနွားနို့ကိုချိန်တဲ့အခါမှာလဲအလေးမရှိလို့မင်းစီကဝယ်သွားတဲ့တကြား90သားထုံးနေပဲနွားနို့ကိုနှစ်ကြိမ်ချိန်ပြီးမှပုံးနေကိုထည့်ခဲ့တာပဲကွဘလို့တွေရော့တယ်လဲ ဘဲကရော့တယ်လဲဆိုတာတော့မင်းပါတာပဲဆုံးဖြတ်ပါတော့ကွယ်အဖွားဟိုကပြောဆိုပြီးသူ့ထံကတကြားလဲမဝဲတော့ဟုဆုံးဖြတ်ခါထွက်သွားမိပြူလိုက်သည်အမေကြီးခဏဘာလဲကွယ်ကျွန်တော်မှားသွားတယ်ဗျာဟုပြောကတောင်းပန်လေသည် ကိုစိုက်တာ ကိုပြန်ရိတ်သိမ်းရသည်ဆိုသောစကားမှာအလွန်မှန်သည် သူတပားကို အပြစ်မြင်အပြစ်တင်ခြင်းသူသည်ကိုဘက်က ။ဘာလုတ်ထားသည်ဆိုခြင်းကိုပြန်တွေးဆတတ်ရန်လိုသည်။ကိုက30ကျပ်သားခိုးထားပြီးကိုခိုးထားသောအတိုင်းအတာနှင့်ပြန်ပြီးချိန်တွယ်ထားသည်ကို မပြည့်ဟုဆိုကမကြေနပ်သူတွေရှိသည်။ကိုရိုင်းကရောအပြစ်ကင်းစင်ပါသလား။တခိုးကလူပြန်ဟစ်တယ်လို့ဖြစ်နေတော်သည်။လူတယောက်ကိုမယုံကြည်ဟုစွတ်စွဲသူကိုရိုင်းကယုံကြည်ရသူတယောက်ဖြစ်ရဲ့လား။ကိုကိုကို ပြန်မေးတင်ပါသည်။ ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။